်အမေရိကန်တပ်ဝင်ရောက်လာမှုကြောင့်ရွေးကောက်ပွဲကျင်းပဖို့အခက်အခဲဖြစ်နိုင်တယ်ဟုစော်မင်းချုံပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။နိုင်ငံအတွင်းစစ်ရေးအခင်းအကျင်းများပုံမမြင့်တက်လာတဲ့ချိန်အမေရိကန်တပ်များရခိုင်ကိုဝင်ရောက်လာကြောင်းသတင်းများပေါ်ပေါက်လာခြင်းသည်နိုင်ငံရေးအနေနဲ့တက်ကြွလာသောဂွင်းဆက်အစ်စ်တစ်ခုကိုဖန်တီးပေးနေတယ်ဟုစာနယ်ဇင်းများတွင်မှတ်ချက်ပေးကြသည်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးစကားစပြန်ကြားရေးဆွေးနွေးထွန်းကအမေရိကန်တက်ဝင်လာမှုဟာနိုင်ငံရေးမတည်ငြိမ်မှုကိုတက်ရောက်မှုကြီးမားစွာဖြစ်စေနိုင်ပြီးနောက်ထပ်ရွေးကောက်ပွဲကျင်းပမှုကိုတားဆီးဖို့အထိဖြစ်လာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်သူကမိဆိုရမှာနိုင်ငံကအင်အားကြီးတစ်ခုဖြစ်တဲ့အမေရိကန်ကစည်ရေးအခြေခံစက်ခန်းတွေကိုမြန်မာနိုင်ငံနဲ့နိမိတ်အနီးမှာတိုးချဲ့လာတာဟာနိုင်ငံရေးအခြေအနေကိုအယံပြင်းထန်စေတယ်။ဒီလိုအချို့ဒေသတွေတည်းဝင်လာတဲ့အခါစေအုပ်စုဘက်ကလည်းတိုက်ခိုက်မှုတွေတိုးလာနိုင်တယ် ဒီလိုအခြေအနေအောက်မှာရွေးကောက်ပွဲပြုလုပ်ဖို့ဆိုတာအပြင်းအထန်အခက်အခဲဖြစ်လာနိုင်တယ်ဟုပြောကြားခဲ့ပါတယ်။စောမင်းထွန်းကထက်ဆင့်ဖော်ပြခဲ့တာမှာရွေးကောက်ပွဲဆိုတာတည်ငြိမ်တဲ့သဘောတရားပေါ်မှာသာဖြစ်နိုင်တာပါ။စည်ရေးသုံးသက်ချက်နဲ့နိုင်ငံရေးတော်လုံးမှုတပြိုင်နက်တည်းမှာဤသည့်အဖွဲ့အစည်းမဆိုအလုံးအလောက်လုံခြုံမှုမရနိုင်ပါဟုဆိုခဲ့ပါတယ်။ဒေတာကန်တရင်အရအမေရိကန်တပ်များကိုမြန်မာနိုင်ငံအနီးမှာမြေပြင်လေ့ကျင့်ရေးလှုပ်ဆောင်နေကြတာအပြင်တချို့ဒေတာတွေမှာစည်ရေးကူညီရေးအဖြစ် စစ်စင်ရေးနယ်စပ်တွေတည်းဝင်လာနေကြတယ်လို့ဆိုပါတယ်။ နိုင်ငံရေးတုံ့သက်သူတချို့ကလည်းစောမင်းထုံးဤပြောကြားချက်နဲ့ထတ်တူကိစ္စရှိကြပြီးနိုင်ငံအတွင်းစည်ရေးပြဿနာမတည်ငြိမ်သေးချိန်မှာရွေးကောက်ပွဲကျင်းပခြင်းဟာနိုင်ငံရေးအနာဂတ်အတွက်အနေရဖြစ်နိုင်တယ်ဟုသတိပေးကြပါတယ်။ဆက်လက်ပြီးလောင်လုံးမြို့နယ်ရှိကျေးရွာများကိုစစ်တောင်းထိုးလာသောစစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုင်းမှုစစ်တပ်ဗမာ၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဗမာ၈ဦးသေဆုံးခဲ့ကြောင်း ဒေါနာစေချောင်းတုံ KVDF ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ22ရက်နေ့နဲ့22ရက်နေ့တို့တွင်အင်အား84ဦးကအကြံဖတ်စစ်တပ်စစ်ကြောင်းသည်ခရင်ကြီးကျေးရွာနှင့်ကမ်းပဏီကျေးရွာကိုစစ်ကြောင်းထိုးပွင့်ရောက်လာစဉ်ဒေါ်လာရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းအကြံဖတ်စစ်တပ်ဘက်မှ10ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးဒေါ်လာရေးရဲဘော်တအူးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ တိုက်ပွဲအတွင်အကြံဖက်စစ်တပ်မှလက်နက်ကြီးပစ်ကူအပါဝင်စစ်သည်မောများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းသည်ကမ်ပဏီကြီးရွာကိုစစ်ကြောင်းထိုးပွင့်ရောက်ကာကမ်ပဏီကြီးရွာနှင့်ပညစ်ကြီးရွာကြားရှိဖျားတောင်တွင်တက်ဆွဲထားခြင်းဒေါ်လာရေးတပ်ဖွဲ့များကလည်းဂျုံဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုအတွင်စစ်တပ်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံး KPDF ဒေါနာတက်ခွဲခွနှင့် LPF ချောဝဲခရိုင်တပ်ပေါင်းစု DNL ဒုရကစစ်ကြောင်းရမညမွန်တက်တော် RMA နှင့်လောင်လုံးပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လောင်လုံးမြို့ပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါသည်ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိမုံရွာအထိရခိုင်တက်တော် AA ရောက်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တီရှိရာမုံရွာမြို့အထိရခိုင်တပ်တော် Arakan Army AA တပ်ဖွဲ့ဝင်အင်အားများရောက်ရှိလာပြီးစစ်ကောင်စီဘက်အတွက်အရေးကြီးဆုံးစစ်ရေးနှင့်မဟာဗျူဟာကြသော ဧရိယာတစ်ခုအဖြစ်ပြောင်းလဲလာနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။သတင်းအရအေအေတပ်ဖွဲ့များသည်မကွေးတိုင်းနှင့်စကိုင်းတိုင်းတို့တဖြည်းဖြည်းတိုးချဲ့ဝင်ရောက်လာပြီးမင်းညနောက်ပိုင်းတွင်မုံရွာမြို့အနီးအနားတွင်စစ်တပ်စခန်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရပါတယ်။မုံရွာမြို့သည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာနေရာဖြစ်ပြီးမြန်မာစစ်အာဏာရှင်စနစ်အတွက်အ धिक ခံစစ်ဗဟိုဌာနဖြစ်သောကြောင့်ရင်းနေရာသို့အေအေတပ်ဖွဲ့များဝင်ရောက်လာခြင်းသည်စစ်ကောင်စီဘက်အတွက်အပြင်းအထန်တတိပေးချက်တစ်ခုဖြစ်နေပါသည် ေသခံများအစိုးရမုံရွာမြို့အနီးတွင်မနေ့ညအထိဘုံကံများနှင့်လက်နက်ကြီးဖြစ်တံများကြားနေရကြောင်းပြောကြားပါရယ်မုံရွာမြို့အတွင်ရှိစစ်တပ်တပ်ရင်းများတမ်ရော်လီတပ်ရင်းများနှင့်စစ်စေးရေးစခန်းများမှတပ်သားများအားအရေးပေါ်ခိုးလုံစခန်းသို့ပြောင်းရွှေ့နေကြပြီဟုဆိုပါရယ်ရခိုင်တပ်တော်အဖွဲ့မှတပ်ဦးကမိနစ်ပိုင်းမိဖက်ဆက်အနေနဲ့မှပြောဆိုရာတွင်ကျွန်တော်တို့အဖွဲ့ကရခိုင်ပြည်နယ်နယ်နိမ့်တွေတဲကနဲ့တပ်ဖြည့်ဖြည့်မြန်မာစစ်တပ်အင်အားကိုဖိနှိပ်လာနေပါရယ်မုံရွာတောင်ပိုင်းနဲ့မြို့အနီးအနားတွေမှာစစ်တပ်တွေအတော်နေသွားပြီး ိုက်ပွဲတွေမှာလည်းသူတို့အပြင်းထန်ဆုံးခံနေရပါတယ်ဟုပြောကြားခဲ့ပါတယ်။နောက်ပိုင်းသတင်းအရမုံရွာမြို့အနီးရှိရက်ကွက်အချို့တွင်နေထိုင်သူများကိုစစ်တပ်ဘက်ကအရေးပေါ်ပြောင်းရွှေ့စေပြီးမြို့အတွင်းတွင်စစ်စင်ရေးအခြေအနေထူထောင်နေကြသည်။လေတပ်ကလည်းမနက်ပိုင်းကစစ်စင်ရေးလေရင်အနည်းဆုံးနှစ်ဆင်းဖြင့်ပြန်တမ်းအုပ်ချုပ်နေကြောင်းသတင်းရရှိလာသည်။ AAE စီရအောင်မြင်မှုများသည့်အခြားတိုက်ပွဲဌာနများဖြစ်သည့်စက္ကိုင်းမကွေးနှင့်အေယဝတီဒေသများတွင်လည်းအပြန်အလှန်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးထားကြသည်။သတင်းအချို့တွင်လည်း AA တပ်ဖွဲ့များသည့် မုံရွာမြို့၏အနောက်ဘက်မူဆယ်သို့ဆက်သွယ်သည့်လမ်းများတွင်တက်ဆွဲနေပြီးလာမည့်ရက်များအတွင်းစီရေးအခြေအနေပုံမှုပြင်းထန်လာနိုင်ကြောင်းတွေးခေါ်နေကြသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တရှိရာမှတဆင်ရခိုင်တပ်တော်၏စီရေးတိုးတက်မှုသည်မြန်မာစစ်တပ်၏အဓိကခံစစ်စနစ်ကိုချိုးဖောက်နိုင်ပြီးအရေးကြီးစစ်စင်ရေးအဆင့်တစ်ခုအဖြစ်သုံးသပ်ရမည်ဖြစ်ပါသည်ဆလပီမြောက်ရီမြို့နယ်လေးကိတ်ကော်သို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲပြီးလက်နက်ကြီးများစက်တိုက်ပစ်ခတ်နေကမြပြမာလေးစစ်အင်အားလုံရင်ဖြင့်တက်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ် ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ထိုင်းမြမာနယ်ဆက်၄ကီကောဘက်ကိုအကြံဖက်စစ်တပ်ကဝိုင်းတွဲလျရင်လက်နက်ကြီးများဖြင့်စက်တိုက်ပုံးကျဲပစ်ခတ်ပြီးမြေပြင်မှာလည်းစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေကြောင်းကရင်စစ်ရေးတရင်ရမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာ3ရက်နေ့ည9:00နာရီကျော်ခန့်အချိန်မှစတင်ပြီးည8:30မိနစ်အချိန်အကြံဖက်စစ်တပ်က၄ကီကောတို့ဝိုင်းတွဲလျရင်ဖြင့်စက်တိုက်ပုံးကျဲလျက်ရှိကြောင်းမြောက်ပြည်မြို့ဆောင်တပ်ခမာရ285တရင်ကလည်း120မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြောင်းသိရပါတယ်။ ထို့ပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကလူလိုင်းလုံးအလုံးအရင်ဖြင့်လေကိတ်ကော်မျိုးတစ်စီတို့ဥတီထိုးစစ်ဆင်ရွေလျားလာနေကြောင်းနှစ်ဖက်ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားကြောင်းစစ်တပ်ကစစ်မှုရန်တပ်သားတင်များဖြင့်လေကိတ်ကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရေးထိုးစစ်ဆင်ပြီးအခြေအနေရှိကြောင်းသိရပါတယ်။လေကိတ်ကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရင်မြေပြင်စစ်ကြောင်းထိုးတိုက်စစ်ဆင်နေပါတယ်။အခုနှစ်နှစ်ဆယ်နှစ်ကျော်ကနေ၁၁ခွဲတိဝိုင်းတွင်းနဲ့ဘုံဖက်ကျဲတိုက်ခိုက်နေတယ်။ မြေပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးနှားတွေရှိနေတဲ့ကြားကစစ်သားတစ်တွေနဲ့ဆွဲတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းပတ်လာနေတယ်ဟုဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။အကြံဖက်စစ်တပ်ဤဝိုင်းတွဲလျင်ဖြင့်ဖုံးကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တံများကိုထိုင်းနိုင်ငံမဲဆောက်မြို့နယ်နဲ့ဆက်အထိခြေလောင်စွာကြားရကြောင်းမဲဆောက်မြို့တွင်နေထိုင်သူများကပြောဆိုပါတယ်။အလာတူရမန်နီကလည်းမြောက်ဒီမျိုးအနီလေးကေကော်နဲ့မေထော်တလေးဘက်ကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ပြီး ဖုံရနိုင်ကုံလို့ခေါ်တဲ့အင်ကြီးကုံဖုံကြီးကျောင်းနဲ့ကြောက်ကူဘက်ကိုစစ်ကြောင်းထိုးလာတော့ကြောင်းထိထွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်ကဖရူဆိုနဲ့ဒီမော့ဆိုမျိုးနဲ့မှာတီးနံရိတ်သိမ်းတဲ့တောင်သူတွေကိုဒရုန်းနဲ့တိုက်ခိုက်လို့တလအတွင်း၃ဦးသေ၈ဦးဒဏ်ရာရစစ်တပ်ပြန်ထိန်ချုပ်ထားတဲ့ Black Core မှာစေုပ်စုကကထိန်ပွဲတွေစီကားအောင်လုပ်ပြီးကြံဒေသတွေကိုဘုံပတ်ကျဲနေဟုဒေသခံပြောတဲ့ဆွဲတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဖရူဆိုနဲ့ဒီမော့ဆိုမြို့နယ်တွေမှာစိုက်ပျိုးသီးနှံတွေရိတ်သိမ်းနေတဲ့ပြည်သူတွေကိုစစ်တပ်ကပြစ်မှတ်ထားပြီးဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ကရင်အမျိုးသားများကောက်ွယ်ရေးတပ် KMTF ကယနေ့ထုတ်ပြန်ပါတယ်။အော်တိုဘာလအတွင်းဖရူဆိုနဲ့ဒီမော့ဆိုမြို့နယ်အတွင်းစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့ဒေသခံပြည်သူတွေကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုအနည်းဆုံး၉ကြိမ်လုပ်ခဲ့တယ်လို့စည်ရင်းနဲ့တကွ KMTF ကထုတ်ပြန်ပါတယ်။အခုကစပားရိတ်သိမ်းတဲ့အချိန် လူတွေကိုဒုက္ခရောက်အောင်ကြံစည်တယ်ပဲပြောရမယ်။အခုကတိုက်ပွဲတိတ်မဖြစ်ပေမယ့်စကစားရဲ့ drone တွေကအဆင့်မြင့်လာတော့ဝေးဝေးပြန်လာနေတာမျိုးတွေ့ရတယ်လို့ခရင်နီစစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။တောင်ယာတီးနံရိတ်သိမ်းနေတဲ့ဒေသခံတောင်သူတွေကိုစစ်ကောင်စီကဂျုံနဲ့အကြောင်းမဲ့ဖုံးချဲတိုက်ခိုက်တာကိုဖရူဆိုမြို့နယ်မှာ6ချိန်ထက်မနည်းလုပ်ခဲ့တယ်လို့ KMDF ကအတည်ပြုပါတယ်။အော်တိုဘလာ7ရက်ကစပြီးဆိုလျာကူကျေးရွာနဲ့ဒေါညိခုကျေးရွာချောင်းအော်တိုဘလာ19ရက်ကလျောလျာခုကျေးရွာအနီး အော်တိုဘားလာ22ရက်ကဒေါ်ကူခုခြေရွာဝင်းကျင်ကိုပုံကျဲတာကြောင့်အမျိုးသမီးတအုပ်သေဆုံးပြီးအမျိုးသမီး၄ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပြင်အော်တိုဘားနောက်ဆုံးဘက်ကထီးတော်ကူခြေရွာဆိုလီယာကူနဲ့ဒေါ်ကူခုခြေရွာစိုက်ကွင်းမှာစပါးတဲ့နေတဲ့အမျိုးသားတအုပ်သေဆုံးခဲ့တယ်လို့အမျိုးသားတအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူဒီမော့ဆိုမျိုးနယ်မှာလည်းအော်တိုဘား23ရက်ကဘရုံငန်ခြေရွာအနီးမှာစစ်ကောင်စီဒရုန်းနဲ့တိုက်ခိုက်လို့ဒေသခံရွာသားတအုပ်သေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အောက်တိုဘာ25နဲ့26မှာဒေါ်ပေါ်ကလေးကြီးပါနဲ့ဒေါ်ကလိုခုကြီးပါကြကလေးဆိုင်ကွင်းတွေမှာစပားရိတ်သိမ်းနေတဲ့ဒေသခံတွေကိုဒရုန်းနှစ်စင်းနဲ့တိုက်ခိုက်ခဲ့တဲ့အပြင်ဒေါ်ပေါ်ကလေးပါဒေါ်တူကြီးရွာကလေကွင်းတွေကိုစစ်ကောင်စီမှဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါရယ်။ဒါပြင်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေကိုလည်းဇက်တိုက်လုပ်နေပြီးစည်ရေးပြတ်မှတ်မဟုတ်တဲ့အယက်သားပြည်သူတွေကိုစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာထိခိုက်စေဖို့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတယ်လို့ KMTF တာဝန်ရှိသူကသုံးသပ်ပါရယ်။ ကရင်ပြည်ဒေသခံတအုပ်ကလွိုက်ကော်မှာတော့ဘုံကထိန်ပွဲတွေစီစီကားကားပဲအခုတဆောင်းတိုင်းပွဲတော်ကိုပါပြည်내ရုံးမှလုပ်ဖို့စီစဉ်ထားတယ်။ဒါပေမဲ့တခြားမြို့နယ်တွေကိုလေရင်ရောခြုံနယ်ပါနေတိုင်းနေပါပုံကျဲတာမျိုးလုပ်နေတယ်လို့ပြောပါတယ်။နိုဝင်ဘာ3ရက်မနက်9နာရီဝန်းကျင်ကဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းကိုအသေးကန်ခြုံဂျက်ဖိုက်တာနဲ့ပုံကျဲခဲ့လို့အယက်သားပါဝင်ကရင်ပြည်ရဲတပ်ဖွဲ့ဝင်5ဦးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်ပြည်내တွင်ကပြည်သူတွေအနေနဲ့စစ်ရေးတရီသွာလာလုကန်ကြဖို့ကရင်ပြည်အမျိုးသားများကောက်ွက်ရေးတပ်ကတိုက်တွန်းထားပါတယ်။ ်စမိုက်တဲ့တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်